အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တဲ့အောင်လည်းမင်္ဂလာပါဒီအပိုင်းမှာအစပန်ညိုရဲ့လူငယ်ကိုသမား Juan Garcia ဆိုတဲ့ကိုသမားတယောက်နဲ့ပတ်သက်လို့အသိတော်တော်များများသတင်းထွက်နေတယ်အခုမှကိုသမားလိုနေတဲ့အသိတွေရှိတယ်အဲ့ကိုသမားလိုနေတဲ့အသိတွေထဲမှာနံပါတ်1 Arsenal က Second Goalkeeper တယောက်လိုတယ်နောက်တစ်ဖက်က Barcelona က First Choice Goalkeeper လောက်ထိကိုရည်ရွယ်ထားတဲ့ကိုသမားတယောက် target ထားချင်နေတယ် မန်ချက်စတာယူနိုက်တက်ကအန်ဒရီအိုနာနာနေရာမှာအစားထိုးခြင်းနဲ့ချက်စီကတော့ဂိုးသမားတို့ဆင်းတော့စင်သားထားတဲ့အရန်ကြီးတော့ဦးစားပေးမှုတ်ဘူးဆိုဒီနေရာမှာဂိုးသမား market available ထည့်တဲ့ချိန်မှာအခုလောလောဆယ်ထူးထူးခြားခြားဂိုးသမားအချို့ market ထဲမှာရောက်နေတယ်။ Liverpool ဆိုရင် Valencia ကနေခေါ်ထားတဲ့ Mama Dishpli ရောက်လာမှာဖြစ်တဲ့အတွက်ကြောင့် Kelaha အသေးချပေါက်အသင်းကထွက်မယ်။ဆိုလာမယ့်ရာသီမှာ Mama Dishpli နဲ့ အလစင်ဘက်ကာတို့ရဲ့အားပြိုင်မှုတွေ့ရပြီးတော့ first strike goalkeeper ဖြစ်ဘသူကိုရွေးမလဲကျွန်တော်တို့ကြည့်ရအောင်မယ်အဲတစ်ဖက်မှာလေဒါအဲကယ်လာဟာရဲ့အနာဂတ်ကိုလည်းကျွန်တော်ကြည့်ရမယ်ချယ်ဆီကလည်း Petrovic ကိုသူတို့ဘိုင်ကလပ်ဖြစ်တဲ့ Strasbourg ကိုငှားချလို့သူလည်းပြန်လာဖို့ရှိတဲ့အချိန်မှာ အမီမာတီနက်စ်ကအာရှူဗလာနဲ့နောက်ဆုံးပွဲကစားသွားတဲ့ပုံစံမျိုးပဲဆိုမာတီနက်စ်ရဲ့တခြားဘက်ထွက်မယ်အဲ့ဒီနေရာမှာဒါယွန်ဂါစီယာဆိုတဲ့အစပန်ယိုရဲ့စပိန်ဂူဒမာဆိုဘတ်ဆလိုနာရဲ့မန်ယူနိုက်တက်ရဲ့ချယ်ဆီရဲ့အာစနယ်ရဲ့ဒါဒါဒီအသင်းတွေကဂူဒမာတော်ဘောကြားတယ်အာစနယ်ကဒါဗစ်ဝါယာရှိတာမှန်တယ်ဒါပေမဲ့သူတို့အဓိကစဉ်းစားတဲ့အဓိကအချက်ကဘာလဲဆိုတော့ဒါဗစ်ဝါယာကိုသူတို့ဘက်ကတေချာပေါက်ထိန်းထားမှာဖြစ်ပေမဲ့ လက်ရှိအနေထားရအရန်ကိုသမားနက်တူနေရာမှာအစားထိုးမဲ့သူဒီနေရာမှာဆာဟွန်တန်နဲ့တန်းဆင်းသွားမဲ့အာဝန်ရမ်ဆယ်လေး option တခုရှိတယ်ဆိုတော့ကိုသမား market ကဒီရာဒီမှာစိတ်ဝင်စားစရာဖြစ်တယ်ဆိုတော့နံပါတ်1အနေနဲ့ market ထဲမှာအသေးတော်တော်များများသဘောကျတဲ့ကိုသမားကယူန်ကာစီယာအစပညိုရဲ့ကိုသမားဖြစ်တယ်ဒါလူငယ်ကိုသမားဖြစ်ပြီးတော့လက်ရှိမှာဒီစားမားကိုတန်း30 35တန်းလောက်နဲ့ market available ဖြစ်တဲ့ကိုသမားဖြစ်တယ်ဆိုတော့ ဘာစလိုနာအသင်းကပြီးခဲ့တဲ့ရပိုင်ကယွန်ကာစီယာကိုစိတ်ဝင်စားတဲ့အကြောင်းနဲ့သူ့ရဲ့ရိုချေးစာချုပ်က25တန်းရှိတဲ့အတွက်ခေါ်ခြင်းနဲ့ဒါကိုမန်ချက်စတာယူနိုက်တက်ကလည်းအန်ဒရီအိုနာနာကိုသာရောင်းချနိုင်ခဲ့ရင်ယွန်ကာစီယာကိုအားဖြည့်ခြင်းနဲ့အာစနယ်ကတော့ဂူဒမာ နက်တိုနီယာမှာအရန်ဂိုးမှာအဖြစ်ထားပြီးတော့ရာယာရဲ့စတာဒီဂိုးမှာအဖြစ်သူတို့ဘက်ကဆန္ဒရှိပြီးတော့ချက်ဆီကလည်းဂိုးမှာပြောင်းမပြောင်းကိုစဉ်းစားနေစေဖြစ်တယ်ဆိုတော့လီဗာပူးကခင်လာဟာရှိတယ်ဆိုတော့မာကတ်ထဲမှာအမီမာတီနက်ရှိတယ်ခင်လာဟာရှိတယ်ယူဝမ်ဂါစီယာရှိတယ်နောက်စထရာဘိုရှိစထရာဘိုကပြောင်းလာမယ်ချက်ဆီဂိုးမှာ ်ဖက်ထရိုဗစ်ရှိတယ်နောက်တစ်ဖက်ကအာရွန်ရမ်ဆေးရှိတယ်ကိုသမအချို့တော်တော်လေးရှိတယ်နောက်နျူကာဆယ်လည်းကိုသမအသက်လိုက်နေတယ်သူတို့ကဂျိမ်းထရက်ဖူကိုလိုက်နေပြီပဲသူတို့လည်းကိုသမကောင်တယောက်လိုက်နေတဲ့အချိန်မှာယူအန်ကာစီယာရဲ့တန်ကြီးကယူရို25အသန်းသူကဘာဆိုနာကိုမပြောင်းချင်ဘူး ဘာဆိုနာရဲ့မျိုးကန်အစပန်ညိုမှာကစားတဲ့အချိန်မှာဘာဆိုနာကထင်တာကမာအန်ဒရီတက်ဆီကန်ခြေကျလာတဲ့အတွက်တက်ဆီကန်နေရာအစားထိုးဖို့ဝိုက်ချက်ရှက်စီကလည်း maybe တရားဒီလောက်တော့သူ့ကို first try သုံးမိတာနဲ့သူ့ကိုအရန်ပြန်ပို့ပဲအင်နာကီပညာကလည်းအားမရတဲ့အတွက်သူတို့ကအဲ့ position ကိုကြည့်တယ်ခတ်တာကယူဝန်ကာစီယာကဘာဆိုနာကို no လို့ပြောထားတော့ဘာဆိုနာကလည်းကိုးသမားတော့လိုချင်တယ်ဒါပေမဲ့ ခတ်ခဲတဲ့အချိန်ဒီတခါဘိုင်မြူနစ်လဲမောင်ဝဲနော်ယာနေရာအစားထိုးမဲ့ဝိုင်ဂိုးမတယောက်သူတို့တာဂတ်ထားတယ်နော်ယာကတော့တရာသီတော့သူတို့ဆက်ရှိအောင်မယ်ဘာမှမသိတဲ့အချိန်မှာအခုယွမ်ကာစီယာကပရီးမီးယားလိပဲပြောင်းချင်တယ် အတကအာစနယ်သင်းဂိုးသမားဟောင်းဖြစ်တဲ့အောင်ရမ်ဆေကဆောင်းတန်ကတန်းစင်းတော့သူထွက်လို့ရပြီသူရဲ့ထွက်ခွာခွင့်ရိုချေးစာချုပ်ဟာပန်း30ပတ်ဝန်းကျင်ရှိတယ်အောင်ရမ်ဆေကိုဒါအသင်းတော်တော်များများအစောပိုင်းတုန်းကချယ်ဆီစစ်ဝင်စားတဲ့ယူနိုက်တက်လည်းအတန်ထွက်ခဲ့တယ်ဒါပရီးမီယာလိဂ်ကလပ်တော်တော်များများအမှန်တမ်းပြောရင်တော့ဒီအဲရမ်ဆေကကောင်းတယ်ဗျာသူက စွီပါကူကီပါတိုက်မဟုတ်ဘူးစတော့ပါတိုက်ဖြစ်တယ်ဒါပေမဲ့ 1v1 ပိုင်းတွေတော်တော်လေးအားကောင်းတယ်လုတ်တက်ကြိုက်တယ်တခါတလေအမှားလေးတွေရှိတာမှပဲရမ်ဆေးက quality ကိုသမားတယောက်ကျွန်တော်ထင်တော့သူနဲ့ပတ်သက်လို့ရနိုင်တာကအသင်းအတွက် motivation အပြည့်ရတယ်ပေးသက်နဲ့ပေးသက်အချစ်တော်ကစားမဖြစ်ပြောင်းလဲနိုင်တဲ့အခြေအတွေ့ရှိတယ်ပြိုင်ဘက်ကစားမတွေကိုနည်းနည်းလေး ဝိုင်းပြီးရလုတ်ထားတဲ့အပိုင်းတွေကောင်းတယ်နောက်ကုဒမကအမီမာတီနက်စ်အခုဆိုရင်မာတီနက်စ်ကအာဆင်နယ်ကိုတရင်ထွက်သလိုယူနိုက်တက်တို့ဘာလို့လဲခေါ်တဲ့လို့စချက်လုတ်ခံထားရတယ်တခြားဒါပေမဲ့ကျွန်တော်ထင်တော့အာဆင်မခေါ်ဘူးသူတို့ကိုယ်တိုင်ရောင်းထားတဲ့ကစားမ32နှစ်ရှိပြီရာယာကိုကြော်ပြီးတော့ခေါ်ဖို့ခက်တယ် unless ဒုတိယကုဒမ ာတီနက်စ်ကလည်းဒုတိယဂိုးသမားနဲ့တော့လာမှာမဟုတ်ဘူးဆိုတော့ညူကာဆယ်ကလည်း maybe option တစ်ခုဖြစ်နိုင်တယ်ဒါ maybe barcelona ဘာဆိုတော့အမီမာတီနက်စ်ကအခု spain ရဲ့ barcelona မှာ holiday သွားနေတော့သူ့ရဲ့ agent က hoke mandes ဆိုတော့ barcelona က option တစ်ခုဖြစ်ကောင်းဖြစ်နိုင်ပြီးတော့တခြားဂိုးသမားတွေမှာ petrovic သူကတော့အသင်းကိုပဲပြန်လာကောင်းပြန်လာနိုင်ပွဲရှိတယ်ဒါပေမဲ့ chelsea ကသူက first try ပေးပါမလားဒီနေရာမှာ man city ကလည်းဂိုးသမားလိုချင်တယ်လူချင်းကမှ Edison သူတို့ထွက်ပြီး Edison ကမှအစားထိုးဖို့ဆိုတော့ City ကခုနကဂိုးသမား link ဖြစ်တဲ့ ကသားမတွေကိုစိတ်ဝင်စားဘူးသူတို့လိုချင်တဲ့ကိုယ်သမားတယောက်တည်းပဲအဲ့ဒါကဖော်တိုကိုယ်သမားဒီယိုဂိုကော့စတာ United ကလည်းသဘောကျပြီမဲ့တန်း80တောင်းတဲ့အတွက်ကြောင့်ကိုယ်သမားတယောက်အတွက်သူတို့မပေးချင်တော့ Manchester City ကတသိန်းတည်းသော risk ဖြစ်တယ်ဆိုတော့ကိုယ်သမားလိုနေတာက Man City ရဲ့ Arsenal ကဒုတိယကိုယ်သမား Chelsea စိတ်ဝင်စားတယ် Man United စိတ်ဝင်စားတယ် Spurs တော့တိတ်မသိတာပြီမဲ့ Barcelona တို့တခြားအသိတွေဒီထဲမှာ Liverpool ရဲ့ Keller ဟာကလည်း25တန်းနဲ့ဈေးကွက်မှာ available ဖြစ်တဲ့အတွက် လာမဲ့နှွေရတီမှာဂိုးသမားအပြောင်းလဲဖြစ်နိုင်တယ်ကိုကလပ်အတွက်ဆိုရင်ဘယ်ဂိုးသမားကိုစိတ်ဝင်စားလဲအထူးသဖြင့်ဂိုးသမားလိုအပ်နေတဲ့အသင်းတွေပေါ့လေဒါကျွန်တော်ဘာဆိုနာအတွက်ဆိုရင်တော့အမီမာတီတက်စ်ကကောင်းပဲလို့ထင်တယ်ထင်တယ်အာဆင်ကတော့အရန်ဂိုးသမားပဲယွန်ကာစီယာကလည်းတော်တော်လေးကောင်းတဲ့ဂိုးသမားပဲသူလည်းပရီးမီယာလိရောက်နိုင်တယ်မန်ယူနိုက်တက်ပေးတတ်တယ်ဆိုဘသူ့ကိုလိုချင်လဲချယ်ဆီကရောစမ်းချက်နဲ့ဟာပီဖြစ်ပါမလားပြောင်းလဲလုတ်ချင်လားဘယ်လိုထင်ကြလဲကိုမမဝေးမှတ်ချက်ပြကြပါအားလုံးကြည့်ကြပါလေ